မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအိန္ဒိယမြန်မာနေဆက်လွတ်လပ်စွာနေဆက်ဖြတ်ကျော်ခွင့်နဲ့ပတ်သက်ပြီးအိန္ဒိယဘက်ကစိုးရိမ်မှုတွေရှိနေသလိုတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့နယ်ဆိုတဲ့လေလာသူတွေရဲ့အကြံပြုချက်တွေလည်းရှိနေပါတယ် TV သတင်းပေးပို့ထားပါတယ်ရှင်အိန္ဒိယမြန်မာလွတ်လပ်စွာနေဆက်ဖြတ်ကျော်ခွင့်မှာစိုးကျိုးတွေရှိနေတယ်လို့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဘူလာဒူအောမာက မတ်လ10ရက်နေ့မှာကျင်းပတဲ့ပြည်နယ်လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ဒါအပြင်2024ခုနှစ်ဒီဇင်ဘာလကနေဇွန်လအတွင်းမီဇိုရမ်ပြည်နယ်အိုင်ဇောမြို့ကနေတဆင့်နိုင်ငံခြားသား2000ကျော်မြမပြည်တွင်ရဲဝင်ရောက်ဆွတ်ဖက်ဖို့မြမနိုင်ငံနဲ့ဝင်ရောက်ခဲ့တယ်လို့လည်းဆိုပါတယ်။လူလက်ဆောင်နေဆက်ဖြတ်ကျော်ခွင့် FMR မှာမူရစင်းနဲ့လက်နက်ခဲယံကိစ္စတွေပါဝင်နေပြီးဘ ਹੁ အစိုးရဘက်ကပိတ်ပင်တာတွေလှုပ်ဆောင်လာရင်လည်း တချို့သောအရာတွေမှာကောင်းချို့တွေလည်းရှိလာနိုင်ဖို့ယုံကြည်တယ်လို့မီဆိုရန်ဝန်ကြီးချုပ်ကပြောကြားခဲ့တာပါအိန္ဒိယအစိုးရအနေနဲ့နေဆက်ဒေသတွေကိုထိန်းချုပ်ထားတဲ့တော်လိုင်းအင်အားစုတွေနဲ့အထူးတကားနီလန်းရှာပြီးရာဇဝတ်မှုတွေနှဲပါအောင်ပူးပေါင်းဆောင်ရွက်တင်တယ်လို့အိန္ဒိယမြန်မာလေလာစောက်ကြည့်ရဲ့အဖွဲ့အိန္ဒိယ for မြန်မာကသုံးသပ်ပါတယ် နေဆက်ပိတ်တချို့ကောင်းကျိုးတွေရှိလာမယ်ဆိုတဲ့ဟာကဒါကျွန်တော်ထင်ရတော့လက်တွေ့မကြဘူးထင်တယ်တချို့ကောင်းကျိုးတော့ရှိတော့ရှိမယ်ဒါပေမဲ့ဆိုးကျိုးကပိုများမယ်ထင်တယ်ထို့သဖြင့်အခြေခံလူတန်းစားတွေတအားထိမှာကောင်းကျိုးဖြစ်စေမယ့်ဟာကဆေးရခိုင်နှုန်းလောက်ဖြစ်ပြီးမှဆိုးကျိုးကကိုယ်ဆေးရခိုင်နှုန်းလောက်ဖြစ်စေမယ့်ဒီဆိုလာအစိုးရအိန္ဒိယနိုင်ငံအစိုးရနေဖြစ်ဒေါ်လာကြီးအင်အားစုတွေနဲ့စနစ်တကျဖို့ပေါင်းပြုံးမှနေစလုံခြုံရေးကိစ္စဟာတွေကိုတရုံလက်တွေ့ပေးဖို့ လိုပါပါတယ်ဒီလိုလေးတွေ့ချင်အဖြစ်သာဒီတို့အောင်ကျိုးကိုရရှိစေမှာဖြစ်တယ်အနေစတေသားအလုံးကိုတော့လှရှိအင်အားစုတွေထင်းချုံနေတဲ့ဟာကိုတည်ရတာနဲ့တော်လှရှိအင်အားစုတွေနဲ့ပေါ်တွင်ပူပေါင်းဆောင်ရွက်မှုမလုပ်ခြင်းကတော့ဆူချိုးအဖြစ်ဆုံးလို့ပြောလို့ယူဆတယ်ဒါအပြင်မူရစေနဲ့လက်နက်မှန်ကိုကိစ္စတွေဟာတရားဝင်နေဆက်လမ်းကြောင်းတွေကဖျက်ချော်ပြီးလှုပ်ဆောင်ကြတာမဟုတ်တဲ့အတွက်လွတ်လပ်စွာနေဆက်ဖျက်ချော်ခွင့်ကိုကန့်သက်လိုက်ရင်လေအဲ့ဒီကိစ္စတွေမှာယုံနေတော့အောင်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ရချက်ဖက်ဖွဲ့တွေကထောက်ပြကြပါဗျ။ ချင်းပြည်နယ်ကပြည်သူတွေဟာမီဇိုရန်ဘက်ကိုကျမ်းမာရေးနဲ့ပညာရေးစီးပွားရေးကိစ္စတွေမှာအားကိုးနေရတဲ့အတွက်နေဆက်ဖြတ်ကျော်ခွင့်ပိတ်ပင်လိုက်ရင်လည်းပြည်သူတွေအတွက်အခက်အခဲတွေကြုံလာနိုင်တယ်လို့ဒေသခံတွေကပြောကြပါဗျာ။ မီဇိုရမ်ဘွန်ချီချုပ်တော့လိုမျိုးပေါ့နော်ဘ ਹੁ ဆိုးရဖက်ကနေနေစကိတ်တွေကိုဒီထက်ပူပြီးတော့မှပိတ်ပင်တင်းကျက်တာမျိုးဆိုရင်တော့လက်နက်ကင်တွေတွက်ကတော့တိတ်ပြီးတော့ပြဿနာတော့မရှိဘူးဗျကျွန်တော်တို့ကလည်းမယောင်မကဇူရမ်အပြင်ကိုတန်တဲ့လမ်းကြောင်းတွေအများကြီးထွက်ပုတ်ပြီးရှိနေတဲ့ကြောင့်မို့လို့တတ်နိုင်တဲ့လောက် လမ်းကြောင်းရှာတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ပြည်သူတွေကဒီလမ်းပဲဒီကသူတို့တုံးနေဆိုတော့ပြည်သူတွေအနေနဲ့လည်းရှောင်လို့မရဘူးပေါ့လေလမ်းကလည်း main line တွေမှာ gate တွေထိုးထားတယ်တော်တော်လေးကိုတင်းကျပ်လာတဲ့အနေထားမှာတော့ရှိတယ်မီဇိုရမ်ဘက်မှာနေထိုင်ရတာအဆင်မပြေမှုတွေကြုံတွေ့ရတဲ့အခါချင်းပြည်နယ်မှာလည်းကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့လွတ်မြောက်နေမြေတွေအများကြီးရှိလာတဲ့အတွက် ကိုယ်ဒေသကိုပြန်လည်နေထိုင်နိုင်ပါတယ်လို့ CDM မတူပြီးတမဟာတက်ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်။စစ်ကောင်စီတက်ပြန်ကြားရေးတာဝန်ခံဘူချုပ်စုံမင်းထွန်းကတော့မတ်လ12ရက်နေ့ထုတ်စစ်တပ်အာဘော်သတင်းစာရီမှာမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယနယ်မြေကိုအသုံးပြုပြီးမြန်မာကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုမလိုလားသလိုမြန်မာနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်တဲ့အုပ်စုတွေကိုလည်းမြန်မာနိုင်ငံကလက်မခံဘူးလို့ဆိုထားပါဗျ။အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံဟာကီလိုမီတာ1600ကျော်နဲ့နိမိတ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံဘက်ကတိုက်ပွဲတွေကြောင့်ပြည်သူ6000ကျော်မီဇိုရန်ပြည်နယ်ထဲထွက်ပြေးခိုးလုံနေကြရတာဖြစ်ပါတယ်။ကျမဒီရီပါ ARA တိုင်းမှာပြီးခဲ့တဲ့တစ်လအတွင်းမြည်ရေတိုက်စားမှုကြောင့်ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီးလူနေအလုံး90ထပ်မင်းဖြတ်သိမ်းကရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေနဲ့တဘာဝပေးကာကွယ်ရေးအဖွဲ့တွေစီကသိရပါဗျ။ဖေဖော်ဝါရီလ10ရက်နေ့ကနေ28ရက်နေ့အထိ ARA တိုင်းမှာတစ်လအတွင်း တိုးမြင့် AR မြင့်ငဝုံမြင့်နဲ့ငတိုင်းချောင်းမြင့်တွေမှာရေတိုက်စားမှုတန်ကြောင့်ကမ်းပြိုကျမှုတွေဖြစ်ပွားခဲ့ပြီးလူနေ90ထက်မနည်းဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါဗယ်။တလအတွင်းကမ်းပါပြိုကျတဲ့ဒဏ်ကြောင့်အရေးပေါ်ဖြတ်သိမ်းရွှေ့ပြောင်းခဲ့ရတာဖြစ်ပြီးညောင်တုံးဘက်မှာနေ30ကျော်အရေးပေါ်ကြိုတင်ဖြတ်သိမ်းပြောင်းရွှေ့ခဲ့ရတယ်လို့ AR တိုင်းသဘာဝဘေးကာကွယ်ရေးဆောင်ရွက်နေတဲ့တာဝန်ရှိသူတယောက်ကပြောပါဗယ်။ အခုလိုကမ်းပြိုကျမှုကြောင့်အရေးပေါ်နေဖြတ်သိမ်းပြောင်းရွှေ့ခဲ့ရတဲ့အိမ်ခြေ90ထပ်မနည်းကလူရေ80ကျော်အထိတဘာဝပေးတံခန်းစားခဲ့ရပေမဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေစီကအကူအညီပေးတာတွေအရန်အားနည်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်ကစစ်ပေးဆောင်ဒုက္ခသည်နဲ့ရွှေပြောင်းအလို့သမားတွေကိုနှစ်ပေါင်းများစွာကျန်းမာရေးကုသဆောင်ရှောက်ပေးနေတဲ့မေရော်စေကန်းထူထောင်သူဒေါက်တာစင်တီယာမောင်ကို ထိုင်းနိုင်ငံဖီဆနိုလိုမြို့မှာရှိတဲ့နရစ်ဆွန်တက္ကသိုလ်က Honorary Doctorate in ASEAN Study ကုန်ထူးဆောင်ပါရဂိုဘွဲ့ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ မတ်လ17ရက်နေ့ကကျင်းပသွားတဲ့ Norison တက္ကသိုလ်ရဲ့2025ခုနှစ်ဘွယ်နှင်းသပင်အခမ်းအနားမှာလက်ရှိထိုင်းပြည်ရဲ့အမတော်မင်းသမီးကြီးမဟာချက်ကရီသီရီတုံကဂုဏ်ပြုလက်မှတ်ပေးရချီးမြှင့်ခဲ့တာပါဒေါက်တာစင်တီယာမောင်ဟာအာဆီယံဒေတာတွင်လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင်လူမှုအတိုက်အဝန်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေတာကြောင့်အဲ့ဒီဂုံထူးဆောင်ပွဲကိုပေးရလိုက်တာလို့အဲ့ဒီတက်ကတော်ကထုတ်ပြန်ပါတယ်။ အသက်66နှစ်အရွယ်ရှိတဲ့ဒေါက်တာဆင်တီယာမောင်ဟာအာရှနိုဘယ်ဆုလို့တင်စားခေါ်တဲ့ရေမိုမက်ဆင်ဆေးဆုအာရှသူရဲကောင်းများဆုစစ်တနီငိမ့်ချက်ရေးဆုအပါအဝင်ကမ္ဘာကူလာသမဂ္ဂနဲ့အမေရိကန်၊အော်စတြေးလျ၊ Taiwan ၊ Sweden ၊ Philippines ၊ Japan ၊ Netherland ၊ Canada စတဲ့နိုင်ငံတွေကချီးမြှင့်တဲ့လူမှုထူးချွန်စုပေါင်း78ဆုကိုလည်းရရှိခဲ့ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်